အောင်မဲမင်္ဂလာပါရှင်စက်တင်ဘာလ19ရက်နေ့မနက်ခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေဘုံမြို့နယ်ရှိခြေရွာများကိုစစ်တပ်ကအပိုင်းတွဲလိရင်လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုပြည်သူတအုပ်သေးဆုံးပြီးမြေပြင်တွင်လည်းစစ်ကြောင်းထုတ်၍ထောင်နှင့်ချီတော်ပြည်သူများထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းရွှေဘုံမြို့နယ်ရှိခြေရွာများကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလိရင်လက်နက်ကြီးများဖြင့်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်သေးဆုံးပြီး ရေပြင်တွင်လည်းစစ်ကြောင်းထိုး၍ထောင်ထဲချီသောပြည်သူများထွက်ပြေးနေရကြောင်း Wallet Information Network မှထောင်ဝင်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယနေ့အောက်တိုဘာလ16ရက်နေ့မွန်းလွဲ2:48မိနစ်ခန့်မှစတင်ပြီးအချံဖက်စစ်တပ်ကရွှေပုံမြို့နယ်တောင်ကျန်းရှိကျေးရွာများကိုတရားဥပဒေတမှတ်တက်လာသောဝိုင်းတွဲလျင်တစ်စင်းက ရှိကျိန်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအကြံဖက်စစ်တပ်၏ပုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိတော့လေအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။အလားတူယနေ့အော်တိုဘာလ18ရက်နေ့မွန်လယ်တနအီခန့်တွင်ရွှေဘုံမြို့ပေါ်ရှိအကြံဖက်စစ်သားများကဟောင်ဝစ်စာလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာပထောင်ရွာအတွင်ကြားရောက်ပောက်ပွဲခဲ့ပြီးကျေးရွာနေပြည်သူအသက်20ခန့်အရွယ်လူငယ်နှစ်ဦးထိမှန်ကတအူးသေဆုံးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အကြံဖက်စစ်တပ်စစ်တောင်းကလည်းရွှေဘုံမြို့နယ်ရှာတော်ရွာအရှိန်မြောက်ဘက် မနောမဟိတ်တိဘုံကြီးကြောင့်မှလက်ပံကုန်းရပတိန်ကျောင်းဘက်ကိုစစ်ကြောင်းထိုးနေသောအကြံဖက်စစ်တပ်ကလည်းအန်ဒီအနာရှိကြီးရွာများကိုဝင်ရောက်စီးနင်းပြီးနောက်မနောမဟိတ်တိဘုံကြီးကြောင်းအတွင်ကိုပြန်လည်ဝင်ရောက်သွားကြောင်းသိရပါတယ်။လက်ရှိချိန်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းကြောင့်ရှာတော့ရွာနှင့်လက်ပံကုန်းရွာမှပြည်သူများအပါအဝင်ထောင်ထဲချီသောပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။စစ်ကွေးတွေကရွှေပုံမြို့နယ်တွေကိုဝိုင်းတွဲလျင်တဲ့ဘုံကျဲတိုက်ခိုက်သွားတော့ ပြည်သူတွေထိခိုက်မှုရှိပါတယ်အရေးအတွက်ကိုတော့အတိမပြုနိုင်သေးပါဘူးလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာတော့ပြည်သူတယောက်တည်းဆုံးတယ်လို့သိရတယ်မြေပြင်စစ်ခွေးစစ်ကြောင်းကလည်းရှာတော့ရွာအရှိမြောက်ဘက်မနောမဟိတ်တီဘုံကြီးကြောင်းထဲမှာပဲရှိသေးတော့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတော့မယ်ဟု Wallet Information Network မှာတာဝန်ရှိသူကပြောဆိုပါတယ်ဆလပီငပူတော်တွင်အုတ်ထုတ်ရည်မှုအဖွဲ့ကပေါ်တာဆွဲဖန်စီပြီးစစ်တပ်ထံရောင်းစားထားသောလူငယ်နှစ်ဦးရှေ့တန်းတိုက်ပွဲတွင်တေဆုံသွားတော့လေမိသားစုထံအတိမပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အေယဝတီတိုင်းငပူတော်မြို့နယ်တွင်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုထုံးညို့နှင့်နေတဲ့ရဲလွင်မှုဦးတို့ကပေါ်တာဆွဲဖမ်းဆီးပြီးအကြံဖတ်စစ်တပ်ထံရောင်းစားထားသောကြေးရွာနေပြည်သူနှစ်ဦးတိုက်ပွဲတွင်တေဆုံးသွားတော့လဲ မိသားစုထံအသိမပေးကြောင်းဒေတာကန်ပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်။လက်ရှိချိန်တွင်ငပူတော်မြို့နယ်ငရံချောင်းကြီးရွာအုပ်စုရှိကရက်ချောင်းရွာ၊ပြော့ကုံရွာ၊တောင်လေးရွာ၊ကြောက်ရည်တွင်ဒဇင်ကွင်းတောင်ချောင်းရွာတို့မှအုပ်စုအုပ်ချုပ်ရေးမှူးထွန်းမြို့ဦးဆောင်ပြီး၎င်း၏နောက်လိုက်များဖြစ်သောဖြူစော်တီချစ်သိန်း၊ထွေအုပ်ဆက်ရည်၊ကောင်းထက်ဆန်ခမောင်ကောင်း၊နေရင်းရဲလွင့်မှုဦး ပြူစော်တီဆိုင်လင်ထော်မိသက်တက်ခွက်ဝင်ကျော်ဝင်ဒဇင်ကွင်းရှာမှုချစ်တန်တို့သည်လူငယ်များကိုပေါ်တာဆွဲဖန်စီပြီးအချမ်းဖတ်စစ်တပ်ထံငွေကျပ်သိမ်းချီဖြင့်ရောင်းစားနေခြင်းဖြစ်ကြောင်းသိရပါသည်။၎င်းတို့ပေါ်တာဆွဲဖန်စီထားပြီးအချမ်းဖတ်စစ်တပ်ထံငွေကျပ်သိမ်းချီဖြင့်ရောင်းစားထားသောငရံချောင်းတိရွာအုပ်စုမှကိုကျော်မင်းစုနှင့်ကိုအောင်ပိုင်စိုးတို့သည်ရှေ့တန်းတိုက်ပွဲတွင်သေဆုံးခဲ့သော်လည်းမိသားစုဝင်များကိုအတိအပြည့်အကြောင်းကြားခြင်းမရှိကြောင်းသိရပါသည်။ထို့ပြင်ငရံချောင်းတိရွာအုပ်စုတွင်နေထိုင်သောကိုစင်မင်းထုံကိုဟန်ဝင်းအောင် ကိုအောင်ကိုလင်းနဲ့ကိုပိုင်ထွန်းတို့ကိုလည်းငပူတော်မျိုးနဲ့ထွေအုပ်ဆက်ရေးကောင်ထက်ဆန်ခါမောင်ကောင်အဆက်အသွယ်ဖြင့်အကြံဖက်စစ်တပ်ထံငွေကျပ်သိမ်းချီရယူကောင်ရောင်းစားခဲ့ကြောင်းသိရပါတယ်။အဲကောင်တွေကအုပ်စုဖွဲ့ပြီးတော့တောင်းကျမ်းနေတောင်ဂျီဝါရီထဲမှာလည်းစစ်မှုထမ်းကြီးတွေအစမတန်ကောက်ခံနေလူငယ်တွေကိုလည်းပေါ်တာဆွဲဖမ်းဆီးပြီးအကြံဖက်စစ်တပ်ကိုငွေကျပ်သိမ်းချီနဲ့ရောင်းစားပြီးဝေစုဖွဲ့ယူနေကြတာအခုနောက်ပိုင်းတော်တော်ဆိုးလာတာဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။အဆိုပါငရံချောင်းဂျီဝါအုပ်စုအုပ်ချုပ်ရေးမှုထုံးညို့သည်တင့်မောင်ခို ရောင်းဝယ်မှုများအပါအဝင်နောင်ကစားလုပ်ငန်းများမှလည်းလာစဉ်ငွေကျပ်သိမ်းရာကြီးရရှိနေကြောင်းပြည်သူများကမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုတိုင်ကြားတော့လေငပူတော်မြို့နယ်ထွေအုပ်ဆက်ရေးကောင်ထက်ဆန်ခမောင်ကောင်ကငွေကြေးရယူကလိုက်လံဖြည့်ရှင်းပြီးတော့ကြောင်းအေးအေးယူခံရခြင်းမရှိကြောင်းသိရပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။